ကဲကျွန်တော်ဆက်လက်ပြီးတော့ကြာသာပရိသတ်သမီးမိတ်ဆွေများရဲ့တပတ်တာဒီတပတ်အတွက်ကံကြမ္မာကိုလမ်းညွှန်ဟောကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့ငလင်ဘေးတင်တဲ့ဟလာမိဘပြည်သူတွေညီကုံမတော်မတွေနော်ဘေးရနေဇူးတွေကနေနော်ဒုက္ခဇူးတွေကနေအများဆုံးလွတ်မြောက်ပြီးတော့နော်ချမ်းသာရနိုင်ကြပါစေလို့ဒီနေရာကနေဆန္ဒပြုဆုတောင်းပါတယ်ဗျာ အဲ့တော့ဒီတစ်ဘက်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့20 20ရက် AB လ2025တနင်္ဂနွေနေ့ကနေပြီးတော့20မှာ6ရက် AB လနောက်နေ့25စနေနေ့အထိပါဒီတစ်ဘက်တာအတွင်းကြာသာပရိသတ်သမီးတွေရဲ့ကံကြမ္မာကိုကျွန်တော်ကြည့်လိုက်ကြရအောင်။ကဲဒါကတော့ကြာသာပရိသတ်သမီးမိတ်ဆွေများအတွက်ကံကြမ္မာဖြစ်ပါတယ်ဒီတစ်ဘက်မှာကြာသာပရိသတ်သမီးများမိတ်ဆွေများအလွန်ကံကောင်းနေတာဖြစ်ပါတယ်ပြီးခဲ့တဲ့ တပတ်နှစ်ပတ်တလနှစ်လမှာစူးစမ်းခဲ့တာတွေကဒီတစ်ပတ်မှာတော့အရာထင်ပြီးဆုံးရှုံးနစ်နာခဲ့တာတွေကဒီတစ်ပတ်မှာပြန်လည်ပြီးတော့ရယူနိုင်ပြီးလက်မဲ့အခြေအနေကနေလက်ရှိလက်ဝယ်ပိုင်ဆိုင်မှုအခြေအနေကိုပြန်ဖြစ်လာပြီးနိုင်မယ်ကုန်သတင်းကြည့်ပြီးဘုံကံတကူတက်ပြီးဆိုတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့သူအများကြီးလေးစားချစ်ခင်ချင်းဟလာချီကျူးချင်းကိုခံရမယ်နိုင်မယ်ကုန်သတင်းကြည့်မယ်အဲ့တော့ကောင်းသောကြည့်ချင်းသာဖြစ်တယ်အဲ့တော့အမှုပညာအလုတ်ကိုလှုပ်တဲ့မိတ်ဆွေတွေအဖို့ဆိုရင်တော့ဒီဒီတစ်ချိန်မှာအာကိုကနာမည်ဖြစ်ပြီး နော်နာမည်ကြီးပြီ celebrity ဖြစ်ပြီစတဲ့အတာမျိုးတွေပေါ့အဲ့တော့ကြက်တဲဆိုလည်းကိုယ်မှမရှိဘူးစိုးရင်စရာဆိုလည်းမရှိဘူးစိုးရင်စရာတွေအကြက်တဲတွေကလည်းကောင်းကောင်းလွတ်မြောက်ပြီဆိုတဲ့တပတ်တာလည်းဖြစ်တယ်ကျမရင်းနဲ့ပတ်သက်ဒူးနာတာအနေငယ်ခါခိုက်တာမျိုးမဆူတဲ့လောက်လေးဖြစ်တတ်တယ်ဒါလည်းစိုးရင်လောက်တဲ့အခြေအနေမှာမရှိပါဘူးအဆက်အသွယ်ကောင်းမိတ်ဆွေကောင်းဒါမျိုးတွေနော်အချိတ်ဆက်ကောင်းတွေရမယ်အလောက်ကန်ခွန်းလန်းတွေပေါ်များမယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်ရဝေးကလည်းကောင်းသောသတင်းတွေကြားရမယ် အဲသူများရဲ့မဆတာသူတပတ်ရဲ့ကုညီဆောင်ရှောက်တာမျိုးကြုံရမှာဆိုတဲ့တပတ်တာဖြစ်ပါတယ်ကို့မှာမလွတ်လပ်တာရေလို့မရှိပဲလွတ်လွတ်လပ်လပ်လုံနိုင်ကိုင်းနိုင်ပြောစုနိုင်ပြီးဆိုတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ဒီတပတ်မှာကိုကဆွမ်းရပြောသလိုပေါ့နော်ကို့မှာရှိတဲ့အပူပင်သောကတွေကနေဩငါ့မှာအဆင်ပြေပြီငါအေးချမ်းသွားပြီပြန်ပြီးအခြေအနေကောင်းနေရပြီဆိုတဲ့တပတ်တာဖြစ်ပါတယ်ဝင်ငွေတွေကောင်းမယ်အဲ့ငွေကြေးနဲ့အခွင့်အလမ်းပေါ်များမယ်အလောက်ကန်အခွင့်အလမ်းအကြံစီတွေအောင်မြင်မယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ ီဘက်တာမှာမိမိပြစ်ကျင်တာလှုပ်ကျင်တာတွေကိုစ조사လောက်ကန်ဆောင်ရွက်ခြင်းဖြင့်ကန်လိုက်တယ်ကန်အကျိုးပေးတယ်အောင်မြင်မယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့လူငယ်များဖို့စမ်းပွင့်တဲ့ကာလဖြစ်တဲ့အကြောင်းအခြေအိမ်တော်ကြီးမြေတားကြီးနဲ့ပတ်သက်ရင်ချစ်သူကြီးစားရတာမပြေလဲတဲ့အခြေအိမ်တော်ကြီးကိစ္စတွေပြန်လဲအစဉ်ပြေပြီးတော့အခြေအိမ်တော်ကြီးမြေတားကြီးမှာစိတ်ချမ်းသာတာမျိုးတွေကြုံရမဲ့တပတ်တာဖြစ်တယ်ကောင်းသောခီးတွေတွားရမယ်အရေးကြီးတဲ့ခီးကိစ္စတွေလှုပ်ခြင်းဖြင့်အောင်မြင်မယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ကို့မှာအကျိုးရှိတဲ့ခီးနော်ကို့အတွက် စိတ်ချမ်းသာရတဲ့ခကြီးပျော်ရှင်စရာခကြီးတွေသွားရလာရကြုံဝတ်တတ်တယ်ဆိုတော့တပတ်တာဖြစ်ပါတယ်အဲ့တော့ဒီတပတ်မှာအဲဆိုလို့ရှိရင်တော့ကိုပိုင်လုံကရောင်းဝယ်လုပ်တဲ့မိတ်ဆွေတွေဆိုရင်လည်းအလွန်ကိုအတွက်ကောင်းတယ်ဟလာဒီတပတ်မှာအယောင်းဝယ်တွေလည်းကောင်းမယ်ကိုအလုတ်ကန်ခွင်လန်းနေကိုပိုင်လုပ်ငန်းတွေလည်းပြန်ပြီးတော့အားကောင်းလာမယ်ငကိုတပ်ဇတို့ပြီးတော့အောင်မြင်တာဟလာထိရောက်တာပေါင်းမြောက်တာမျိုးတွေဖြစ်မဲ့တပတ်တာဖြစ်ပါတယ်ဒီတပတ်ကစိုင်ကနာရုံးငန်းတွေပွင့်မယ်အလုတ်သွားကြောက်မယ်အင်တာဗျူးဖြစ်မယ်စသဖြင့် တခြားသောအရေးကြီးကိစ္စတွေစီမံဆောင်ရွက်မယ်လှုပ်ချင်းဖြင့်ကိုယ်မှရှိတဲ့အကြံစီရည်ရချက်တွေကိုလက်တွေ့လှုပ်ဆောင်ခြင်းဖြင့်အောင်မြင်မဲ့တပတ်တာဖြစ်ပါတယ်အဖက်ဘက်ကနေကံကောင်းနေတဲ့တပတ်တာလို့ပြောလို့ရပါတယ်ဒီတပတ်အတွက်ကျွန်တော်တို့ကံကောင်းလက်ရှင်ကနန်းဒီတက္ကနအကျိုးပေးတဲ့အကြောင်းကတော့ခရမ်းအောင်ဖြစ်ပါတယ်ကြာသာပရိသတ်သမီးမိတ်ဆွေများတို့ပါ